မင်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့စာရေးဆရာမကြီးဝင်းဝင်းမြန်နန်းတို့ရှေ့ရေးသားထားတဲ့ဝမ်မုံခြေတန်းစာအုပ်လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ပေးကြပါအောင်ရှင်ဝမ်မုံခြေတန်းအပိုင်း၅ဒုတိယပိုင်း ဖះကြီးဆောင်တဲ့နေ့ကမြမလုံးကြီးဆိုင်မှာပစိုးကောင်းကောင်းတထဲဝယ်ပေးရမလားသူကပစိုးသိကြိုက်ပုံမရဂျင်းမောင်မီနှစ်ထဲလောက်ကိုသာလဲ၍ဝင်နေသည်စပိုရှယ်အင်ဂျီကိုတော့မချွတ်တန်းဝစ်သည်လမ်းမှာစတိုးဆိုင်ဒီဇိုင်းလာဝင်၍အင်ဂျီဝယ်ပေးရန်ဆုံးဖြတ်လိုက်သည်အတိုင်လမ်းကစတိုးဆိုင်ကောင်းကောင်းမှာခဏရင်မယ်ဟုတ်ကောင်းလေးကအဟုတ်ကွန်စကားနဲ့နေပြန်သည်ဒေါ်ရင်သိန်းဤစိတ်တွေလဲတဖြည်းဖြည်းနဲ့ငြိမ်သက်၍ပုံမှန်အနေထားသို့ပြန်ရောက်လာ၏ဆိုင်ရှိမှာကားရက်ပေးလိုက်တော့ ကားပေါ်မှာတယောက်တည်းပင်ဆင်းလာခဲ့သည်အဝတ်အထည်ကောင်တာရှိမှရက်မိတော့ကဘယ်အစင်ဘယ်အသွေးဘယ်အရွယ်ကိုပေးရမှန်းမသိတပန်းကားစီတို့ပြန်လာပြီးအတားခဏအထည်ကောင်တာရှိသူရောက်တော့ကအယောင်စီမလေးယာသူ့တို့ဝစ်ပို့ရတဲ့အကောင်းဆုံးပြပေးပါနော်ဟုပြောသည်တွင်သိန်းကအင်ကြီးများထဲမှစိမ့်ပြရအောင်ပြပြလေးပေါ်မှာရှင်ဘက်ကအနက်လိုင်းကလေးနှစင်းပါသည့်အင်ကြီးကိုရွေးသည်ခြိုက်လားဆိုတော့ကောင်းရင်သည်ကဲဒါဖြင့်ခြိုက်တာရွေး ူကအနီအောင်ရေးတောက်တောက်ကြီးကိုရွေးသည်ဟမ်အဲ့ဒီအယောင်ကြီးကမျက်စိဆူတယ်ဘလို့ပဲပြောပြောသူရွေးထားသည့်အယောင်ကိုလက်ကမချဒေါ်ရင်သိန်းကလည်းစိမ့်ပါလေးကိုပဲစိတ်တိုင်းကြနေသည်အယောင်စီးရင်မလေးကနှစ်ထည်စလုံးယူလိုက်ပါအန်ဒီရဲ့ပြောတော့နှစ်ထည်စလုံးမင်ယူဖြစ်ခဲ့လေသည်ဆိုင်ထဲကထွက်တော့သူ့ရဲ့အရှိကန်ကန်ကြီးမိုး၍ဒေါ်ရင်သိန်း၏ပခုံးကိုမထီတီတီဖတ်ပြီးနှစ်ထည်ရအောင်လုပ်တာဟုနာနာကဲ့၍ပြောသည်ဒေါ်ရင်သိန်းကအနေခက်စွာပင် ကိုကိုလွန့်ပြီးရှောင်းလိုက်တော့တဟဲဟဲရင်နေသည်ကားပေါ်ပြန်ရောက်ပြန်တော့လဲတယောက်နဲ့တယောက်တစ်ခါမှမသိခဲ့ဘူးတဲ့လူတွေလိုပဲစိတ်ငြိမ်နေပြန်သည်အိမ်ရောက်တော့ခါကားကိုတခါလေးကိုတော်နဲ့တွင်လိုက်မယ်နော်ဟုပြောလျက်အိမ်ရှိမှရက်မပြေးပဲအရှိန်နဲ့မောင်းသွားသည်ကားရတော့ခါတော်ရင်သိန်းကကဲတာအသက်တွေအများကြီးရှိပါစေ ဟုပြောပြီးလက်ဆောင်တော့ကိုပေးသည် သူကလက်ဆောင်တော့နဲ့လက်ကိုပေါင်း၍တင်းကျပ်စွာဆုပ်ကိုင်းထားသည်ဘာဆိုဘာမှမပြောပဲ ဆူရှာစွာမျက်လုံးတွင်နဲ့အကြာကြီးစိုက်ကြည့်နေအပြူကြီးတော်ရင်သိသည်စိတ်နှစ်ကိုကန့်ညင်မှုမရှိတော့ဘဲရင်ခုန်တန်းတွေတရင်နေမိလျက်မမရင်နှင်းစီပန်းလေးကျွန်တော်ကိုပေးပါ သူကပြောလဲပြောလျက်လက်ကလည်းလင်းမြန်စွာပင်ခေါင်းမှာနှင်းစီပန်းကိုဖြုတ်ယူလိုက်သည် ပြုံလျက်စိုက်ကြည့်ကပန်းနူရောင်နှင်းစီကိုရှိုက်ကနေနံ့၍ခြောက်ကနေလဲထွက်သွားသည်တော်ရင်သိကတော့ကားပေါ်မှာရုတ်တရုတ်လိုညင်သက်၍ကြံနေခဲ့သည်ကိုကြီးကလေးများက ခြေတိမ်မုံပါလားဟုပြေလာ၍ကြိုကြမှအိမ်မမလန့်တော့တလို့အတီတရားဝင်လာသည်ညအိယာဝင်မှမှအကြီးအကျယ်ခံစားရတော့သည်နောက်တနေ့မနက်အိမ်ခန်းလေးကမထွက်ချင်လောက်အောင်မင်းရှဲရွံ့နေသည်ဘသူတွေမြင်သွားသေးတယ်လဲဟုတွေးကစိုးရွံ့ထိတ်လန့်မှုရှင်အဟုံးကလည်းပြင်းထန်နေရဲတင်လိုက်တဲ့ကောင်လေးဆိုပြီးအတက်ကိုလည်းဒေါသတွေထန်နေသည်သူမျက်နှာကိုမမြင်ချင်လောက်အောင်မင်းစိတ်နာတယ်လို့လည်းဖြစ်နေအပြိုကြီးဘွားကိုဖြက်စီးမဲ့ကောင်ဟုစိတ်ထဲမှာကြုံဝါပြီးတော်ပြီ ခုလာမဲတော့ကြဖျားမသွားဘူးဟုဆုံးဖြတ်လိုက်သည်နောက်တနေ့နနက်မှာတော့မျက်နှာထားကိုချီပြီးတင်းသည့်ထက်တင်းထားလိုက်သည်တင်းထားသည့်ကြာကပင်ဟိုကောင်လေးဘာအင်ကြီးဝတ်ခဲ့တယ်လဲမသိဘူးဟုတရေရ၍သူ့ကိုတစ်ချက်ဝင်ပြီးကြည့်မိပြန်၏သူ့ကိုယ်ပေါ်မှာခါတိုင်းဝင်နေကြအင်ကြီးအကွက်အပြားကြီးပါပဲပြထားတဲ့အင်ကြီးမွေးချင်နေပေါ့ဟု သူ့ပေါ်မှာပို့ပြီးစိတ်ပြတ်သွားသည် ထိုနေ့ကသူ့ကိုလုံးဝမကြည့်ပြအောင်မင်းစူးစမ်းနေခဲ့ဖြစ်လေသည်တောက်ကြနေရောက်လာတော့ မနက်ပိုင်းမှဟမ်းမပြတ်နေပြီးညနေပိုင်းကျအိမ်ဖော်ရမှမစင်တော့ပြီ။ကောင်းလေးကတော့ထွန်ရင်သိန်းဤတိုက်ခွက်ကိုတီးပုံများတောင်းနေကြအချိန်မှာကားကိုအိမ်ရှိမှလာရက်ပေးသည်။တူတူရေငါနေမကောင်းလို့ဖျားမသွားတော့ဘူးလို့အတောက်ကိုပြောလိုက်။မှတ်ထားမင်းထက်ရင်ငါထမင်းစားခဲ့တာဟုစိတ်ထဲကကြုံမလိုက်သေးသည်။အမေနဲ့ရောင်မတွေကအဟုတ်မဲ့ပြပြတလဲဖြစ်နေကြပြန်တော့စိတ်ထဲကရေရသေးသည်။ ဒီလိုလောက်ရတာပြောစရာကောင်းတာပဲဟူတွေးမိပြီးခြေနှက်စိတ်နဲ့ပီတိတွေဖြာနေ၏အိပ်ပျော်ရဲရဲ့လို့တော့မဟုတ်ပဲဟိုတွေးတီတွေးနေအတာဆိုတော့ကောင်းလေသည်အတွေ့တဲ့သူခဏခဏဝင်လာနှောက်ရက်သည်အထူးသဖြင့်အကြည့်စုစုတွေတွေးရင်တောင်မှရင်ဖို့ခြင်းမိပြန်၏သူဘလို့နေရမှာလဲတနာတယ်လို့လို့လွမ်းတယ်လို့လို့အိုလေးမဖြစ်နိုင်ပါဘူးဘလို့မှမဖြစ်နိုင်တဲ့ဇလံကိုမဆခင်ရတာကောင်းပါရဲ့ဟိုတွေးကပြီးခဲ့တာတွေကိုစွန့်မိဖြောက်သည်ဘာမဟုတ်တဲ့ကိစ္စ လမ်းလောက်စရာဘာမှမရှိတဲ့ကောင်းလေးနဲ့များဟုစိတ်ကိုတင်းသည်ဒီလိုနဲ့မယ်နောက်တစ်ပတ်လဲတောက်ကြနေသူနဲ့မထွက်ဖြစ်အောင်အကြံထုတ်ရပြန်သည်အမေတင်းတင်းအောင်မနေရကြပြီသူနဲ့မတွေ့ရတာလဲကြာလို့နန်းရှိသွားလိုက်အောင်မယ်အင်းအားကလည်းမနက်ပိုင်းမအားဘူးဆိုတော့ဘတ်နဲ့ပဲသွားလိုက်မယ်အေးအေးစိစိမှပြန်လာမယ်ဟုအမေကိုပြောရသည်အမေကတင်းတင်းရဲ့အင်းအားကပြန်လာတော့မှပဲသွားပါတော့လားကားကြကြနဲ့ညှိဖြစ်မှာမို့လားအိုးအမေကလည်းတင်းတင်းမြင်ဆင်မြင်ဘသူ့ကိုမှစောင့်နေကြတာမဟုတ်ဘူး မိကောင်လေးကလည်းတော်တော်ရဲ့ဟိုဆိုဒီဒီဆိုဟိုသူ့ဆောင်နေညနေမှာသွားရမလားမသိဘူးညူဆူလေးရဲ့ကားမလာခင်မင်းအမြန်ထွက်ခဲ့ကဲဒီတခါလဲမင်းပါတက်နိုင်သေးတယ်လေတိမ့်တဲ့အောင်ဒီလိုလိုလိုမြဘူးလေဟုမန်ဝေရမြန်သည်ဒေါ်တင်တင်ကတော့မတွေ့ရတာကြာပြီးမမျော်လင့်မဲရောက်လာသည့်တငငချင်းကိုဝမ်းသာအားရကြသည် စကားတွေလည်းပြောအစားအသောက်တွေလည်းတမျိုးပြီးတမျိုးလုပ်ကြွေးဒေါ်တင်တင်ဤဘွားကတော့တူမရယ်နဲ့လုံခြုံပြေဝစွာအေးချမ်းနေသည် ဈေးချုပ်ထွေတွေကိုတူချေကစက်ပန်းထိုးတင်တန်းဖွင့်တာတွေပြောတရားစခန်းဝင်တာပဋိစိတ်တာတွေပြောနေဒေါ်ရင်သိန်းကတော့တင်းတင်းအိမ်ဘွားကိုအားကြနေသည်အလားတုံးကတွေ့ခဲ့တာတွေတောင်းစက်ပြောက်ငှက်ပြောက်ပြောက်ကုန်၏ငငယ်တုံးကလူများယောက်ျားတွေအကြောင်းပြောပြီးခု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 ရဲမိနေလားလို့အတားကြောင့်လဲတိုင်မရကောင်းလားဟုစဉ်းစားနေကြတာတကယ်တမ်းပြောမယ်ဆိုတော့နှုတ်ကဆွန်းအားသွားလေသည် ပြောလို့ပဲဖြစ်မှာလေဒေါ်တင်းတင်းဒီတငယ်ချင်းကောင်းပီတာစွာပင်ကောင်းလေးနဲ့သဘောမတူပဲဖြစ်မှာ ။နောက်ပြီးအထင်သေးမှလည်းဆိုရင်မပြောဖြစ်တော့ဘူး။ညနေခင်းပြန်ရန်ဟန်ပြင်စင်မှာပဲ။ကြားနေကြကာဟောင်းတန်နဲ့ကာရတန်ကိုကြားတော့ထိတ်ခနဲရင်ခုန်သွားသည်။ကြည်စန်းကောင်းလေးလိုက်လာပြီ။လက်ပြားချီပြားရတဲ့အိဆက်ကုံမီထင်မှရဲ့။အမေရချူခိုင်းလို့သူကမုံတေတေမျက်နှာထားနဲ့စကားပြပြောသည်။ညင်းရန်ပြင်စဲအတော်ပဲတော်ပဲပြန်တော့မယ်လို့ပြောကရှိသေးကားချူကရောက်လာတယ်။ငါတငယ်ချင်းကတော့နော်ခုဒီဖုန်းတကူကြီးတုံးလှပနေတော့မယ်ဟဲ့ကဲသွားရော့ ။နောက်လည်းမကြမကြလာပါရဲ့။နင်လာမတွေ့ရမှာ။ငါမယ်တော့ဘာပိုးမှသိမ့်မရှိပါမယ်။လုပ်ငန်းအရှိနေတော့မထွက်တာဘူး။ဒေါ်တင်းတင်းရှိမှညင်းနေလျင်ရှုပ်ကုန်ပြီဆို၍အလိုက်တင်ပင်ပြန်လိုက်ခဲ့ရသည်။သူကဒေါ်ရင်သိန်းအင်ရှိကိုထွက်မလာခင်ကားရှိတကားကိုပင်ကြွ၍ဖွင့်ထားသည်။ကဲဘာတက်နိုင်မှာလဲ။ဒေါ်ရင်သိန်းသည်တယောက်တည်းရှိနေသောအချိန်မှာအတကိုအနိုင်ရတော့လေ။နှစ်ယောက်ဆုံးသောအချိန်မှာတော့အတားကဦးနှင်းသူပဲဖြစ်နေလေရှိတော်သည်အမေဂျိုခိုင်းတာဟောဟောဟဲ့လား ဒေါ်ရင်သိန်းကတကယ်ပင်မကြေနပ်စွာဖြင့်အတန်ကိုမမတင်းတင်းမေးပြလိုက်သည်။ကောင်းလေးတော်တော်နဲ့မပြေစိတ်မရှိစွာဖြင့်ဟဲ့မင်းနေတယ်လေ။ဆောင်းအောင်ပြီးသူ့မျက်နှာကို မျက်ဆောင်ထိုးရင်းကြည့်လိုက်တော့အိုးမျက်ရည်တွေနဲ့သူဒီကောင်းမောင်လေးရဲ့အတန်မထွက်ပဲမျက်ရည်တွေစီကြနေသည်။သိပါရဲ့ကျွန်တော်ချစ်တယ်လို့မမရင်မချစ်ဘူး။ကျွန်တော်ကလူလောကကိုကဆုံးမောင်ကြပြီးဝင်လာခဲ့တာ။အဖေအမေကလည်းနားမလဲဘူး။ဘသူကမှနားမလဲလို့ဖြစ်ချင်အောင်ပြထွက်လာခဲ့တော့မမရင်ကိုတွေ့ရတယ်။ ကျွန်တော်ကတော့မမယင်ကိုမိဘလို့အမလို့ချက်တယ်လို့အိုးအမျိုးမျိုးချက်ခဲ့တယ်မမယင်ကိုချက်ခဲ့တာကျွန်တော်အမလားဗျာနားလဲလိုက်ပါပြီဒီလောက်ရှောင်နေကြတဲ့ကကျွန်တော်မမယင်ပြန်ပြီးချစ်မိတောင်မှအစင်တန်းမတူလို့တတိမနဲ့ဒရိုက်ဘာမို့မတူမတန်းလို့မချစ်လို့ရှောင်နေတာမဟုတ်လားဒါလည်းအမေတကယ်ကြိုခိုင်းလို့လာကြတာပါမမယင်ကကျွန်တော်မောင်းတဲ့ကားကိုတောင်မစည်းချင်အောင်ပြတ်သားနိုင်နေသူပါပြောလိုက်ငိုလိုက်နဲ့ကားမောင်းနေတော့သူ့ကိုဘာပြန်ပြောရမှန်းမသိကားတစ်ခုဖြစ်မှာဆိုရင်နေအတား စိတ်အေးထားပြီးမှကွယ်မင်းပြောစင်တာကိုတနည်းအားရောက်မှကောင်းကောင်းပြောအညင်များတယ်အပင်လက်ဘက်ကိုခဏမောင်းမယ်နော်သူကခွင်တောင်းတယ်လို့ပြောပေမဲ့သူခေါ်တဲ့နောက်ကိုတော့လာရတော့မြည်ဆိုတာသိကြနေတော့သည်ဒိုနေညနေကအတားအိတ်မြင်များသည်မမရင်အတွေ့အကြုံရှိသောအသေးနှလုံးကိုခြွေသွားနိုင်ခဲ့သည်စိတ်လှုပ်ရှားခြင်းကိုစိုးရွင်ခြင်းကတားဆီးနိုင်တယ်လေချစ်ခြင်းကတော့အရာအားလုံးကိုကြော်လွားနိုင်တော့သည်ဒီလိုနဲ့မင်းတောက်ကြနေတိုင်းညနေခင်းအိမ်မက်ချိုချိုများကိုမက်ခဲကြ၏ တပတ်မှခုနှစ်ရက်လုံးတောက်ကြနေရကြီးဖြင့်ကောင်းပါဟုအတာကပြောတော့မပုန်နေဟုမျက်စောင်းထိုးမိတော့လေညနေခင်းကလေးတွေသာတနေ့လုံးတညလုံးဖြစ်လိုက်ပါတော့ဟုစိတ်ထဲကတော့အောင်မေမိခဲ့သည်သည်မမရင်ဘွားပြောင်းမြန်လှန်ပြစ်လိုက်သလိုပြောင်းလဲသွားစေမိနေ၏တမနက်မှာတော့အတာသည်ခြေထောက်မှာပတိချင်းနေရောက်လာသည်ဘုံကြီးเจ้าမှာအလုပ်လုပ်ရင်ခိုင်းမိတာဟုပြောသည်ကားတော့မောင်းနိုင်ပါတယ်စပိန်စီးဖို့ပဲနည်းနည်းခတ်တာဆို၍အကိုကြီးဒီအတာကိုသူနေ့ကအိမ်မှာအိတ်စီခဲ့သည် ညစာတမင်လာစားတော့သူ့ကိုစိတ်လင်းပေးမည်ဟုတာမန်ပဲပြောလိုက်မိတာသူကညကြမအေးစစီလာလိမ့်ပြပါမမအောင်ပြောစရာတွေအများကြီးရှိတယ်ဟုဆိုပြန်၏ဘယ်တော့များသူ့ကိုလွန်ဆန်နိုင်မှာမလဲဟုစိတ်ညစ်စွာတွေးမိစေခြေတော်များကမိုးမောင်လာသောညမှာတက်တီကောင်းလုံးနေသည် မောင်ဆိုသောယောက်ျားတစ်ယောက်သည်မမရင်ဆိုသောမိမတစ်ယောက်ကိုလှပသိမ်မွေလွန်စားပင်စွန့်အားစေခဲ့ပြီဖြစ်သည်မမရင်ရက်တတ်သောစိတ်ကြောက်တတ်သောစိတ်ဆိုရင်ကြောင်ကြအာကြီးသောစိတ်တို့ကို တရင်ကအတွင်ဆောင်းအာကြီးများဖြင့်ဖယ်ရှားပြစ်လိုက်သည်အရွယ်ကြီးသောမိမတယောက်၏ဘွားတစ်ခုသည် မနှုမနှက်ကောင်လေးတယောက်၏ရင်ခွင်ထက်တွင်မမွားကြည့်ခဲ့၏ဒီကောင်လေးကြောင့်ပင်ကောင်နာမငွေများကိုလှည့်၍လှည့်၍စူးစောင်းတက်ခဲ့ပြီဈေးပေါ်ထဲမှလည်းဖဲ့၍ဖဲ့၍တူမိခဲ့ရပြီအမေနှင့်အကိုကြီးထမ်းမရသောမုံဘူးများကိုသူတိတ်စွာသိမ်းစီနိုင်ခဲ့သည်တစ်သလုံးငြိမ်သက်ခဲ့သောဘွားတစ်ခု၏အလဲပြောင်းသည်အတော်ကလေးအရွယ်ညောင်မှစတင်မည်ဖြစ်တော်လဲပြောင်းလဲမှု၏အချိန်မှုံပြင်အားကတော့ တိမ်မွေးဝယ်ရမရှိမှန်းကြိုတင်တွဆထားပြီးဖြစ်သည်။မောင်ရီဒုနှစ်ယောက်တနည်းအားကိုထွက်သွားမှဖြစ်တော့မယ်။သူကလည်းထို့အခြေအနေမျိုးကိုကြိုတင် မျှော်လင့်ထားပြီးဖြစ်နေသည်။ဘယ်နှလားရှိပြီလဲ။သုံးလလောက်ထင်တာပဲ။အတိအကျတော့မသိဘူး။ခုတလောနေမကောင်းခဏခဏဖြစ်ချင်နေတယ်။ဆောက်လို့လည်းဘာမှမရဘူး။အကိုကြီးမိမတောင်ရိမ့်မိနေပြီလားမသိဘူးမောင်။ဒါပေမဲ့မမကတော့အသေးရောက်နေလို့ဆရာဝန်ကပြောတယ်ဆိုပြီးညှာထားရတယ်။နှစ်ပတ်လောက်တွင်ပြီးအောင်မောင်စီစဉ်မှမယ်။မောင်မိဘတွေစပယ်ပြန်ကြတာပေါ့။ ဘာမှအာမငယ်ပါနဲ့မမရဲ့နော်။မောင်အောင်အားကိုရမဟုတ်လား။ဒီရက်တွေမှာစူးစမ်းပြီးနေကောင်းနေ။အဲ့ဒီနေ့ကတောက်ကြနေပင်ဖြစ်သည်။ခါတိုင်းလိုပင်ဖျားကြီးသွားဟန်ပြင်ထွက်ခဲ့ကြ၏။ညနေ9နာရီခွဲရထားကိုစီစဉ်ထားသည်မို့ချိန်အနည်းငယ်ဆော့ရီထွက်ခဲ့သည်။အင်ကြီးအဝယ်စားဆဲဆုံးလောက်အသုံးဆောင်ပစ္စည်းများနဲ့မယူမဖြစ်လို့သောပစ္စည်းများကိုတော့မောင်ထံမှာနည်းနည်းချင်းတဲ၍ဖယ်ထားပြီးသားဖြစ်သည်။အပီးပိုင်နောက်ပြန်မကြည့်တမ်းထွက်ရတော့မှမို့အဲ့ဒီနေ့ကပူပေရသည့်ဆွေးမြေမှုအရှိန်လေး။ ကိုခန္ဓာတစ်ခုလုံးကိုများကျွမ်းချောက်သွားမည်လားဟုမှတ်ထင်ရ၏အမေကလည်းအဒီနေကြမှကျင်နာနေလိုက်တာအကိုကြီးကလည်းညီမအသေးရောက်နေသည့်အထင်နဲ့ဖြော်ရည်ပူးတွေဝဲခဲ့လို့ညီမလုပ်တဲ့လူကအသေးရောက်တာမဟုတ် အသေးပိုကိုက်ခင်ရတာဖြစ်သည်ထို့ပိုကိုတော့ညီမကပင်ချစ်ခင်တတ်မဆွာတရာရဲ့ရောစွာကိုက်စီတာလည်းဖြစ်သည်နောက်ဆုံးမှာတော့ကျေးဇူးကြီးလွန်လာသောအမေနှင့်အကိုကြီးကိုကိုထီလက်ရောက်ရှိကိုဦးခိုက်ခွင့်မရသမီးချစ်သူနာကိုလိုက်သွားပါပြီ ပစ္စည်းအလုံးခြံရစ်ခဲ့ပါသည်တင်းတင်းကိုမေးလိုက်ကြပါတော့အမေနဲ့အကူကြီးကိုတင်းတင်းကတော့ခဲ့ပါတယ်ဆိုသောစာတို့ကလေးကိုမှန်တင်ကမှုမှာတင်ထားခဲ့သည်ဒါရီအလုံးမောင်းအစီအစဉ်များသာဖြစ်သည်ကာကိုအကူကြီးအဒီဝက်ရှော့မှာသွားပို့ခဲ့ကဆက်နေနေဆန်းပြီးပါနောက်နေ့မနက်မှာလာဖို့ဖို့အကူကြီးကမှားလိုက်ပါတယ်ဆိုပြီးကတော့အခဲထားလဲမောင်းအစီအစဉ်ပဲဖြစ်သည်အိမ်ဤပြင်ပမှာလူသူများဤစိတ်ကိုရမှာအလွန်ကဲသောအလွန်ကြမ်းတမ်းသောအလွန်ရမက်ကြီးသောအတာသည်အိမ်သားများရှိမှာတော့ ဘာမှမသိနားမလဲတော့ပေါ်ကြောင်ကြောင်ကောင်းလေးတယောက်အလောက်ကိုင်းဟူသည်များကိုဘာပဲလုံရလို့ရတက်ရက်ကျွမ်းကျင်စွာလှုပ်တော့ကောင်းလေးတယောက်သားဖြစ်သည်သူမှဘလို့ရေးချင်းတွေရှိနေနေအိမ်ကတော့ဘလို့မှလက်ခံမိမတင်ဒေါ်ရင်သိန်းကလည်းအားလုံးကိုနောက်တစ်ဖန်ပြန်မကြည့်ရအောင်ရှက်လာကြောက်လာ၏ထို့ကြောင့်မင်းကိစားရှုပ်စရာအိမ်ကဆင်ထားသောလက်ဝေးရတနာများကိုဘာမှမယူခဲ့ငယ်စင်းဖြက်ခဲ့၏အပီကိုခြေရမကြံအောင် ဖြက်ခဲ့လေသည် အားလုံးကိုမိထားတော့မိထားတော့နဲ့ ခဏခဏပြောပြီးလူလေသေးမရှိအောင်အစမ်းကုန်ပြည့်စုံယူရခြင်းလာနေတော့မောင်ရင်ကွင်းထဲမှာအရာအလုံးကိုမေးနိုင်တယ်လို့လို့ပါပဲမောင်ရင်စိတ်ဆက်တည်ချမှုကြောင့်ရန်ကုန်သို့သွားသောရထား၏အထက်တန်းတွင်အိတ်ခမ်းမှာပြားရည်စံခီးထွက်ရတယ်လို့ပြောမိခဲ့သေးသည်ရန်ကုန်မြောက်မီလမ်းဘူရာတစ်ခုဆင်ကြရတော့ချစ်ခီးကလည်းတွေးလိုက်တာဟုပြောမိခဲ့သေးသည်မမဘာရီလျှောက်ပြောနေရလဲနမိတ်မရှိမောင်ကလူကြီးတစ်ဖွဲဟန်တော့อืม ရှေ့လျှောက်ရမယ့်ခီးမှာကလေးရလူကြီးလို့တောင်ဘလောက်ထိများသိခံရအောင်ပါလဲဟုပြောပြန်မိသည်ဆင်ခဲ့ရသောဘူဒာမအငှားကခေါ်၍မြို့ငယ်လေးတစ်မြို့စီသို့နှစ်နာရီခန့်ကားစီး၍သွားရသည်အိမ်ကိုရောက်တော့ကြိုတင်တည်နေသောအတအမေကဝမ်းသာသည်လည်းမဟုတ်ဝမ်းနေသည်လည်းမဟုတ်သောအိုရိုအန်နံမျက်နှာနှင့်စီး၍ကြိုသည်ယူသား၍အေးစေပုံရသဖြင့်စိတ်အေးရသည် နောက်ပြီးအိမ်မှာလူပိုလူရှံလည်းတရားမှမရှိအတအမေကစကားလည်းတိမ်မမြဆဆမပြော ဆက်လဲမဆက်စုသဖြင့်နေသာထိုင်သာရှိလေသည်တမိဖေကတော့ခီးထွက်သွားတယ်တရက်နှစ်ရက်လောက်မှပြန်လာမယ်တဲ့အတာကတော့မမရင်ပေါ်မှာအဲဝိတွေကြည်ပွန်လာသည်ရေစက်မရှိရေချိုးကန်းမရှိတော့အိမ်မှာချက်ချင်းရေချိုးကန်းဆောက်ပေးပြီးရေကိုလည်းကိုယ်တိုင်ငင်ကိုယ်တိုင်ဆွဲပေးသည် မောင်မျက်နှာတရွာမှတ်ထင်မိတာမမပါဘူးလေဟုတွေးမိတိုင်းမောင်ကိုအချစ်ပိုရလေသည် မောင်ဖေခီးမှပြန်လာတော့ကအိမ်မှာထူးခြားမှုတစ်ခုဖြစ်လာသည် သူတို့သားမိသားဘာသုံးယောက် ကြည်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 နဲ့ခေါင်းချင်းဆိုင်တွတ်ထိုးနေကြသည်မမကဆက်ဆက်ဆူဆူမမေးဖြစ်တော့လဲဝမ်းသာကြည်နဲ့ဖွယ်ကောင်းသောကိစ္စတခုမဟုတ်နိုင်ကြောင်းတော့သိထားလေသည်မမစိတ်နှောက်ရှက်မဖြစ်နဲ့တော့မောင်တို့အိမ်ရဲ့စီးပွားရေးကိစ္စအရှုံးနေပေါ်လာလို့အဲ့ဒီအတွက်ပါ မောင်ကရှင်းပြသည်မောင်ရေလူကြီးရဲ့စိတ်မစင်းရဲပါစေနဲ့မမတို့စူးစမ်းထားတာလေးတွေရှိတဲ့အကြောင်းပြောပြပြီးလိုအပ်တာကူညီလိုက်ပါမမကအလိုက်တတိပြောရသည်ချစ်သူနောက်သို့ငွေတော့ပိုက်၍လိုက်လာသောတထေသမီးကိုလာလာကြည့်ကြတဲ့မောင်တငယ်ချင်းတွေပေါ်မှာ အရွယ်ကြပြီဖြစ်တော့သူတို့သမီးဤအလှသည်ဒနာငွေကြီးမမသည်အနေငယ်တော့ဝမ်းနေသလိုဖြစ်မိ၏နောက်နေ့ခန်းကြတော့အသက်60ကျော်ခန့်မိမကြီးတယောက်သည်စောစောစီစီရောက်ချလာသည်ကံဆိုးသူအတာကအဲ့ဒီနေ့ကျမှဘဲမှမသွားပဲအိမ်မင်းနေထိုမိမကြီးကဘာမှပြောညာမပြောနဲ့အတောက်ကိုဖက်ပြီးငိုလိုက်တာ လူတယောက်ထေသွားတဲ့အတိုင်းရက်ဆက်လိုက်တာသားရဲ့ရက်ဆက်လိုက်တာသားရဲ့နဲ့ရှိုက်ကြီးတငင်ငိုသည်အတာအဖေနဲ့အမေကလည်း ပြ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 နဲ့ဘာလို့ရကန်ရမှန်းမသိမမရင်ကတော့ဘာမှနားမလဲပဲအိမ်ကန်တွင်သို့ဝင်ရရှောင်းနေလိုက်သည်အတားရဲ့ဒီကထွက်သွားတာတနည်းမရှိသေးပါဘူးငါသားရဲ့မင်းဘလို့လုခဲ့တာလဲငါတို့မှာတော့မျောလိုက်ရတာမျောလိုက်ရတာဒီလောက်ထိရက်ဆက်လိမ့်မယ်လို့မထင်ခဲ့ဘူးကျွန်တော်အတော်သမီးကိုအပြက်ပြောခဲ့ပါတယ်ကွာရှင်းစာချုပ်ထဲမှာလဲကျွန်တော်ဘက်ကလက်မှတ်ထိုးပေးခဲ့တာပဲအဖေရှင်းပြပြီးပြီမဟုတ်လားကျွန်တော်ဘာမှမတတ်နိုင်ဘူးဒီလိုမပြောနဲ့လေလူလေးရဲ့ ဒါဟင်းရွက်ကစုံမဟုတ်ဘူးကွတူတွေကမြို့မျက်နှာဖုံလူကြီးလူကောင်းတွေငါတို့မျိုးတွေမှာလင်းကွဲမရခွဲမရှိဘူးမျိုးရုပ်ကောင်အပြတ်မခံနိုင်ဘူးဟာအပြတ်မခံနိုင်လို့ကြောက်ကဘာလုပ်ပေးရမှာလဲခဏတည်းမျိုးကြောက်မပေါင်းနိုင်တာချက်တာမချက်တာထက်ဟာဗျာပြောလို့မကောင်းပါဘူးသူသိရဗျာသူသိတယ်သူ့ကိုပြန်မေးကြည့်ကိစ္စပြက်ပြီးသားတွေဒါတွေငါအားလုံးသိတယ်အတာငါသမီးလေးကမင်းနဲ့ပေါင်းသင်ခဲ့တာ၃နှစ်ကျော်ပြီပဲမြင်ကလေးမရဘူးဆိုရယ်ပြစ်မှုမဟုတ်လား ဒါအောင်ငါတို့ဘက်ကချွေးမှုကြီးဆိုပြီးမင်းလှုပ်ချင်နိုင်လို့တာငါသမီးလေးမှာတော့မင်းထွက်တာပြီးကြရမအိတ်နိုင်မစားနိုင်ရန်ကုန်ဈေးတော့ကူတာလဲမင်းအတွက်ပဲမင်းအတွက်ပဲအတားရဲ့မိမကြီးသည်အဖုံးကာမဲစွာရိုးသားပွင့်လင်းလုံးစွာနဲ့ရင်ပွင့်မတက်ငိုနေသည်ရင်ထုမနာဖြစ်နေသည်မမရင်ကလည်းအခုမှပင်စိတ်ရည်လဲ၍ရင်ကိုမထုပဲအနာကြီးနာနေမိတော့သည် ထိုမိမကြီးလိုပင်ရက်ဆက်လိုက်တာမောင်ရဲ့ဟူရင်ပွင့်တော့အောင်အော်ဟစ်ပြလိုက်ခြင်းသည်ပြီးတော့ ပြက်ပြီးဘွားပြက်ပြီးဟုရူးရူးနန်းနန်းရွတ်ဆိုနေမိသည်ဘသူမျက်နှာကိုမှမကြည့်ချင်းဘသူကိုမှလည်းစကားမပြောချင်းဒီချိန်မှာအားပေးတာရောချုံမနှစ်သိမ့်တာတွေအားလုံးဟာလိန်တော်များတာစီကားကြီးပေါ်မှာအချိုဖုံးတာပဲမိမဘွားမှာအဆိုးရွားဆုံးအလိန်ညာတွေကိုယုံခဲ့ပြီးမှ နောက်ထပ်လိန်ညာခံမှုလို့သေးရဲ့လားမမရင်သည် အတွေ့ထဲမှာရံပွားလျက်ပူလောင်လျက်ဘာတမ်းမှမကြားခြင်းပဲတကားစီတို့ပြေးသွားကချက်ထိုးရေးပေးလိုက်သည် အခုဖပြသွားတဲ့ဝတ္ထုကလေးကိုအဆုံးအထိနားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်းဆက်လက်နားဆင်ပေးဖို့အတွက်တောင်းဆိုပါရစေ။တာယာချမ်းမြေရဲ့နေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျွန်မကတော့စာဖတ်သူဝိုင်းပါ။